အဲ့ဒီစာရေးဆရာကြီးမကြိုက်ဘူးဆိုတိုက်တရားညင်းနေတဲ့အချိန်မှာအဲ့ဒီဝိတုဟာအခုချိန်ကျတော့သူ့ရဲ့ masterpiece ဖြစ်နေတယ်ဝိတုဒီနေ့တော့ကျွန်တော်ဝိတုဒိုလေးတပုတ်ပေါ့နော်အဲ့ဝိတုဒိုကရွှေသမင်း magazine မှာ အဲကျွန်တော်ရေးခဲ့တဲ့ဝိထုအဲ့ဒီဝိထုတို့လေးရေးပြတဲ့အကြောင်းပေါ့နော်အဲရေးတာလဲအဲ့ဝိထုတို့ဆိုတော့ဝိထုတို့သဘောပေါက်အောင်ထဲမှာအဖွဲ့အစည်းနဲ့ဘာနဲ့ညာနဲ့စကောင်ကာရက်တာနဲ့လိုရေးတာပေါ့အဲ့အဖြစ်ကိုကျွန်တော်ပြောပြပါအဲ့ဒါဘာလဲဆိုတော့အဲ့ဒီကာလက90ကျော်ရွတ်ကျွန်တော်အဲ့ဝိထုလေးရေးတာထားပလိုက်ပါတော့63 64လောက်ပါဖြစ်နိုင်တယ် 90ကျော်တဲ့ဒီနေ့ပါကျွန်တော်အေးဟိုအင်းရှိမှာကားလာရတယ်ကားလာရတော့ကျွန်တော်ဆင်းကြည့်လိုက်တော့စာပေလောကမှာကျွန်တော်တို့လေးစားတဲ့အကိုလို့ကျွန်တော်တို့ခေါ်တဲ့ဆိုင်ဆိုင်ကိုတွေ့တယ်ပဲတွေ့တော့အဲ့ဒီဆိုင်ဆိုင်အကြောင်းပထမဆုံးနည်းနည်းစပြော။ "तू ကကျွန်တော်ရဲ့ဇာရည်သက်စောပါလား။ဇာရည်သက်စောတယ်ဆိုတာမဂဇင်းထဲမှာ तू ရေးတာစောပါ။ မမဂ္ဂဇင်းလေးစာကျွန်တော်ကြပြရေးတာစရဲဆိုရင်တော့ကျွန်တော်ဆောင်းရောမယ်ဟိုမဂ္ဂဇင်းထဲမှာဝိတုတွေပါရေးတာဝိတုတို့တွေပါနေနဲ့နာမည်ရတဲ့ဆိုင်ဆိုင်အဲ့ဒီဆိုင်ဆိုင်ရာမြူသားစာပေစုရပါတယ်မြူသားစာပေစုရပြီးတော့အခုကျွန်တော်အိမ်ကိုအိမ်ရှိကိုကားရောက်တဲ့အချိန်မှာလုံးညွတ်ထုတ်၅ဟောက်လောက်ထွက်ပြီးပါတယ်ဟာထွက်ပြီးပါတယ်အဲ့ဒီကာလမှာကျွန်တော်က ဟိုဆောင်ရည်ထိတ်ဆုံးရောက်နေပါတယ်ကျွန်တော်ရွှေသမင်တိုက်မှာလှုပ်လှုပ်ပါတယ်အဲ့တော့သူကျွန်တော်မင်းအားလာတဲ့အားလို့ရှင်လိုက်ခဲ့ွားတယ်ဆိုခေါ်သွားပြီးတော့ကျွန်တော်လမ်းထိတ်မှာပဲဗျာကျွန်တော် A1 ထိတ်မှာအဲ့ဒီတော့ဟိုနဂနီစားတော့ဆိုင်ရှိတယ်အဲ့နဂနီစားတော့ဆိုင်ကိုခေါ်သွားတယ်ခေါ်သွားတော့သူ့ကားပေါ်မှာစကား AC A စကားမပြောဘူးဗျာ AC စစ်စစ်နဲ့လိုက်လာတယ်အသားဖြူဖြူနဲ့လူတောက်တွေ့တယ် သူကပါလာတယ်သူတလုံးကဝင်ပြောသူကျွန်တော်ဘာမှလည်းမသိပါဘူးဟိုရောက်တော့မှဆံရောက်တော့မှကျွန်တော်တို့စာဝတ်တော့ခွဲမှာပြည့်တဲ့ချိန်မှာမိတ်ဆက်ပြည့်တယ်အဲ့ဒါဘယ်စားဟုတ်တက်ကထုတ်ဝေသူပါဆိုပြီးကျွန်တော်မိတ်ဆက်ပြည့်တယ်မိတ်ဆက်ပြည့်တော့နော်ကျွန်တော်ဟာဟုတ်ခဲ့ပေါ့ဘာညာနဲ့အဲ့မှာဆိုင်းတောင်းရန်နေပြီးတော့ကျွန်တော်သူ့ကိုမေးတယ်ကျွန်တော်ကအဲ့ဒီအချိန်မှာရွှေသမင်ကိုရောက်နေပြီမဲ့ရွှေသမင်ကိုမရောက်ခင်မှာကျွန်တော်လှိုင်းစားပေးဆို အဲ့ဆန်ဆာပြီမှာကျွန်တော်စာအုပ်တွေထုတ်တယ်။အဲ့ထုတ်နေတော့သူကျွန်တော်ပြောဦးတာတခုရှိတယ်။အဲ့ကျွန်တော်လိုင်းမှာရှိတဲ့ကာလပေါ့နော်။လိုင်းမှာရှိတဲ့ကာလငါငါ့ကိုလောက်ထွက်ပြီးတဲ့အချိန်မှာတဲ့။ငါထုတ်ဝေသူကတော့မကြိုက်လို့မထုတ်တော့ဘူးလို့ပြောတယ်တဲ့။အဲ့တော့ငါမှာနောက်ဆုံးငါရေးပြီးသားတအုပ်ကြံနေတယ်။အဲ့ဆောက်ထွက်ပြီးရင်ကွာတဲ့။တသက်လုံးစာမြင်နေတဲ့ဆိုငါမရေးတော့ဘူးတဲ့။ အဲ့လိုကျွန်တော်ပြောဦးတယ်အဲ့တော့မင်းငါ့ကိုကူညီသားမှာတဲ့မင်းထုတ်ဝေသူပြောပေးသားမှာစာမူကလည်းမယူငါအလကားပေးမယ်အဲ့စာအုပ်ထွက်ပြီးတာ ਨੇ မောင်မြင်လည်းပဲကွာစာပေလောကငါထွက်သွားမယ်ငါမဂ္ဂဇင်းမှာပဲရေးတော့မယ်ဆိုအဲ့လိုပြောဦးတယ်ဗျအဲ့လိုကျွန်တော်အဲ့ဒါပြန်တရေကျွန်တော်ကအဲ့တိုင်စာပေကနေပြီးတော့ကျွန်တော်ရွှေစင်ရောက်သွားပြီနော်ရွှေစင်ရောက်သွားတဲ့အချိန်မှာကျွန်တော်တို့အခုကျွန်တော်ပြောရတဲ့စာမူထွက်ပြီးလားလို့ဆို ထုတ်ပါဘူးကွာတဲ့ဘယ်သူမှမထုတ်ဘူးကွာတဲ့အဲ့လိုပြောတယ်ဗျအဲ့ပြောပြီးတော့စာဖို့တာဖို့တွေပြောနေကဲသူကိစ္စပြောမယ်ကွာတဲ့သူကဘယ်စာပြတိုက်ကဘယ်သူအဲ့တော့အဲ့စာပြတိုက်ကနေပြီးတော့မင်းစာတော့လိုချင်တယ်အမေဖောက်ပြီးသားမှာဆိုတော့ကျွန်တော်ကပြောရွှေသမင်တိုက်နေကျွန်တော်နဲ့စာချုပ်စာတမ်းမရှိဘူးနော်ကျွန်တော်ဘယ်သူနဲ့မှစာမချုပ်ဘူးဒါပေမဲ့နှုတ်ကလေးရှိကျွန်တော်ဆယ်အုပ်ရေးပေးပါမယ် ်ဆိုင်ဟုတ်တွင်ဘယ်သူမှမပေးပါဘူးဒါပေမဲ့အင်မတန်လူမှုရေးအရကျွန်တော်ပေးတဲ့နဲ့ထင်လို့ရှိရင်တောင်းတော့ဖောက်ပေးခွင့်ပေးကျွန်တော်စကားခံထားတယ်အဲ့တော့သူလည်းသိသိတော့ကျွန်တော်ပြောအကိုကျွန်တော်အကိုသိတဲ့အတိုင်းပဲကျွန်တော်အဲ့တော့အဲ့လိုပြောထားတယ်လေအဲ့တော့အသေးသံအကိုကပေးလိုက်ပါဆိုလို့ရှိရင်ကျွန်တော်ပေးလို့ရတယ်ဒါစကားခံတဲ့ကျွန်တော်အခုထိလည်းဖောက်မပေးသေးဘူးအဲ့တော့ဒီတော့တော့ကျွန်တော်ပေးပြရသေးဆိုရင်ပေးလို့ရတယ် အဲ့ပြင်းလို့ရရင်ပေးလိုက်ပါကွာတဲ့ဒီကောင်ကသူ့ဆောင်တိုက်ကလည်းပဲစာအုပ်တွေရှုံးနေတယ်တဲ့အဲ့တော့မင်းဆောင်ကလေးဂျာဖောက်လိုချင်တယ်တဲ့အဲ့လိုပြောတယ်ပြောတော့ကျွန်တော်ကဆိုင်းတော်ရင်ပဲသူ့ပြောဒုလော့ပြလို့ခမကျွန်တော်နဲ့ကဲအခုရှင်းပါမယ်အလုပ်စကားပြောမယ်လို့ဆိုတော့ဆရာရပါတယ်တဲ့ပြောပါတယ်ခုနကအခုနဲ့ကျွန်တော်နဲ့ပြောတာခမလည်းကြားတာပဲကျွန်တော်ဖောက်ပေးမယ်ဆိုရင်ပြေးလို့ရတယ်ခမတော့အဲ့ဖောက်ပေးတဲ့ချိန်မှာခမလည်းအဲ့ဒီကလာပါတော့ ထောဝေသူအနေနဲ့သိတယ်ကျွန်တော်တို့ပင်တိုင်တိုက်ကိုတသိန်းပေးထားတယ်ဆိုလို့ရှိရင်စာအုပ်တော့တသိန်းဆိုရင်ခမရကိုကျွန်တော်ဖောက်ပေးတဲ့အတွက်အနည်းဆုံးတသိန်း2000ယူမယ်တသိန်း3000ယူမယ်5000ယူမယ်အဲ့လိုဈေးရှိတယ်အဟုတ်တယ်ဆရာလည်းကျွန်တော်လည်းသိတယ်အဲ့ဒါဆရာဖောက်ပေးမယ်ဆိုရင်ဆရာမူလာတိုက်ကဈေးနှုန်းမဟုတ်တဲ့ဈေးနှုန်းကျွန်တော်ပေးပါမယ်ဆရာတောင်းကျင်သလားတောင်းပါရက်အဲ့တော့လောက်ပြလို့ခမရကိုနံပါတ်1ကျွန်တော်က လောက်တော့ဖောက်ပေးမယ်အဲ့ဆောက်တော့ကိုရွှေသမင်တိုက်ကစောက်စင်းနဲ့ပဲပေးမယ်ဆိုတော့ဟာဝင်းနေပါလေသားလားဟာဆရာတကယ်ပြောတာမဟုတ်ဘူးကျွန်တော်တကယ်ပြောတာအဲ့ဟာပေးမယ်ဒါပေမဲ့ကျွန်တော်ကခမရကိုပြန်တောင်းဆိုချင်တာကဘာလဲဆိုတော့ခမရနဲ့လည်းအရန်ရင်နေတဲ့ဒီအကိုရဲ့စောက်အုပ်၃အုပ်ခမရထုတ်ပေးရမယ် အဲ့သုံးတော့မှာခင်ဗျားတို့ကရှုံးတယ်မကြိုက်ဘူးလို့ပြောရင်အဲ့အရှုံးကာမိအောင်လို့ကျွန်တော်ဈေးလျှော့ပေးထားတာအဲ့ဒါခင်ဗျားစဉ်းစားခင်ဗျားဘက်ကโอเคဆိုရင်ကျွန်တော်ပြေးမယ်ပြေးမယ်အဲ့ဒီဆာမူဂါကကျွန်တော်လျှော့ပေးတယ်ဘာလို့လျှော့ပေးလဲဆိုရင်ဒီအကုတ်စာကိုသုံးဟုတ်ခင်ဗျားစက်တိုက်ထုတ်ပေးရမယ်ကျွန်တော်အဲ့လိုပြောတော့သူဘာပြန်ပြောလဲဆိုတော့ကျွန်တော်စဉ်းစားပြီးအကြောင်းပြန်မှမယ်ပြောတယ်အဲ့ဒါနဲ့ပဲဘွဲအဲ့ဒါပဲပြီးသွား ပြီးတော့ပြီးတော့ကြောင်းလည်းမပြန်ဘူးပြတရက်လည်းမပြန်ဘူးနှစ်ရက်လည်းမပြန်ဘူးအဲ့တော့ကျွန်တော်နဲ့အဲ့ဒီအကိုနဲ့ကလက်ဖေးဆိုင်မှာကျွန်တော်ကတရန်လက်ဖေးဆိုင်ထိုင်နေဆိုရင် तू ကယုံသွားယုံပြန်လဲတန်းလက်ဖေးဆိုင်ဝင်လာပြီးတော့ကျွန်တော်တို့စကားကိုစကားဝိုင်းမှာထိုင်စကားပြောရပါရှစ်အဲ့တော့ဒီနေ့ကျွန်တော်ကလာတော့အာအကိုဘယ်လိုလဲအကိုတကယ်ချင်းနော်အကိုနဲ့အရန်ချစ်တယ်ဆိုတော့တကယ်ချင်းအဲ့တကယ်ချင်းကအကြောင်းမပြန်ဘူးလားမပြန်ပါဘူးကွာတဲ့အစတွေကမင်းငါအားနာလို့အကြောင်းမပြန်တာဖြစ်မှာပေါ့မထုတ်ချင်လို့ဘင်းဆောင်ကိုလည်းမယူတော့ဘူးတဲ့အဲ့ဒါကြောင့်မထုတ်တာဖြစ်မှာပေါ့တဲ့ တဲ့တော့ तू ပြောထားတဲ့စကားอ่ะဗျာအဲ့ဆောင်ထွက်ပြီးကွာငါသဘေလောကထွက်ဆိုထွက်သွားမယ်မထုတ်မထုတ်တော့အဲ့ဆောင်ကလေးတော့ငါထုတ်ချင်တယ်စာမူကမရရင်နေပါသေးဆိုရလို့ရညာပြောကြည့်အောင်မယ်ဆိုကျွန်တော်ကရွှေသမယဥအောင်ပြောကြည့်တာဗျာကျွန်တော်အဲ့လိုပြောတယ်ဆိုတော့ဥအောင်ကဘာပြောလဲဆိုတော့ကျွန်တော်ထုတ်ပေးမယ်အဲ့ဒါဆိုရင်ပြီးရင်စာမူကပေးမယ်ဘလောက်လို့တော့ကျွန်တော်မတောင်းနဲ့ဆိုတော့ ဟိုကအလကားရရင်တော့မပေးပါမယ်ပြောတာဘလောက်လို့တော့မတောင်းနဲ့ဒါပေမဲ့သူသာမူဘလို့အချင်းနေရှိလဲကြည့်ပြီးကျွန်တော်ထုတ်ပေးမယ်ဆိုပြီးတော့အဲ့ဒီဟာကိုဥအောင်ပေးလိုက်တယ်ဥအောင်တိုက်ကထွက်သွားတယ်စာအုပ်ကထွက်သွားပြီးတော့ကျွန်တော်ဥအောင်နဲ့သူနဲ့ဘလော့ကန်ဆက်လဲဆိုဥအောင်စီမှာ၃လဲဥပဲဖြစ်တယ်ဝုံဝုံဝုံဆိုတော့တက်တာ၄တောင်ကျော်၅တောင်ရောက်သွားတယ်ကျွန်တော်တို့၆ထောင်၅တောင်ဖြစ်တဲ့အချိန်မှာသူ၄တောင်၅တောင်ရောက်လာတယ်အဲ့ရောက်လာတဲ့အချိန်မှာ ဒီနေ့ကျတော့ကျွန်တော်တို့ကတိုက်မှာသွားသွားဆုံတာကိုရှင်းသွင်းပါတိုက်မှာသွားဆုံတော့ငါကွာတဲ့ဟိုကောင်ကိုတဲ့စောက်တော့ဖောက်ပေးရမယ်ဟာအကိုအဲ့လိုလုပ်လို့ဘယ်ရမလဲလို့ तू လုံးဝမထုတ်ချင်ဘူးဆိုပြီးတော့အကိုကိုပြပြခါကလှုပ်ထားပြီးအခု तू များတိုက်ကအောင်မြင်တော့မှ तू ကလိုချင်တယ်ဆိုမဟုတ်ဘူးကွာတဲ့ငါကျတော့မကောင်းဘူးမလားတဲ့ငါအကြီးကွာတဲ့ပြီးတော့ငါလည်းပဲမင်းလိုပါပဲတဲ့ဥအောင်ပြောထားတယ် ျွန်တော်လူမှုရေးရှင်တော့ဖောက်ပေးပြစေတအိုးလောက်တော့ဆိုငါဥအောင်ပြောပြပြီတဲ့အဲ့ဥအောင်လည်းပဲငါတိုက်လုတ်ပါပေါ့နော်အဲ့တအိုးပေးပြီးသူစီပြန်လာပြီးတာပဲအဲ့တော့ငါပေးလိုက်ပြီးအဲ့လိုပြောတယ်ဗျပြောတော့တတ်တတ်ဆန်တဲ့သတင်းစာထဲမှာအဲ့သူပေးလိုက်တဲ့အဲ့ဒီစာအုပ်တက်ကသူ့စာအုပ်ကြောင့်ညာကြီးပါလာရောဗျပါလာတဲ့အချိန်မှာကျွန်တော်တို့ကဟိုရွှေစုံတက်က44လမ်းထိပ်ပါဗျ အဲ့မှာကျွန်တော်တို့က44လမ်းမှာ ကိုဆန်နေဆိုတာလပေးဆိုင်လေးရှိတယ်ကိုဆန်နေရဲ့လပေးဆိုင်တူတူလေးအဲ့ဒီမှာကျွန်တော်တို့ကအမျက်ဆုံရတယ်ထိုင်ရတယ်ပေါ့ထိုင်တော့သူ့ကိုကျွန်တော်ကမကျင်နိုင်ဘူးမကျင်နိုင်တော့ကျွန်တော်ကအဲ့ဒီသတင်းစာကြီးကိုပြလိုက်တယ်ဟာအကိုလောက်တာကြီးရလဲကို့ကိုလုံးဝလက်မကြည့်တဲ့လူတယောက်ကနော်အခုကြမှာကိုကောင်းသားတော်မှာကိုအပေါ်ရောက်ကမှာတေချာပေါက်မျက်မယ်ဆိုတာသိတော့မှလာတောင်းတယ် အခုအချိုးတက်ပြီးပြောလိုက်ပေါ့ဘာလို့ပြရမှာလဲငါငါပပ်ပလီရှာပြီးတော့မရောက်ပါဘာပြောပါလားဆိုတော့ပြောနေရရည်နေအဲ့မှာတခုကျွန်တော်ပြောမယ်နော်စောစောတုန်းကကျွန်တော်ပြောခဲ့တဲ့ထဲမှာပါတယ်အဲ့ဒီစာရေးဆရာကြီးမကြိုက်ဘူးဆိုတိုက်တရားညင်းနေတဲ့အချိန်မှာမြို့သားစာပေစုရဝတ္ထုထွက်ပြီးသားအဲ့ဒီဝတ္ထုဟာအခုချိန်ကျတော့သူ့ရဲ့ masterpiece ဖြစ်နေတဲ့ဝတ္ထုအဲ့ဒါမြို့သားစာပေစုရတယ်ဝတ္ထု အဲ့တော့ကျွန်တော်ကဘာပြန်ကောက်ချက်ချရဆိုတော့ကျွန်တော်တို့စဖတ်သူတွေရဲ့ကျွန်တော်တို့ဆိုတာဆာဗေလောကလို့ကျွန်တော်မပြောကျွန်တော် commercial လောကပေါ့နော်ဒီဒီရောင်းနှန်းဝင်စားအုပ်လောကမှာအဲ့ဒီလိုဆူရသွားပြီဆိုရင်ဆောင်ရပြုတ်ကြပြီအဲအဲ့ဒီကောင်ဖားလို့ရတာပဲဆိုတော့အဲ့ဒါကြီးကဆွဲနေဆွဲနေပြီးတော့သူ့ဆောင်၄၅အုပ်လောက်ထွက်ထတာမှတိုက်တရားမထုတ်ချင်တော့အဲအဲ့လိုရအများကြီးရနမူနာတွေရှိပါတယ်နော်ရှိတော့ तू ကခုန ြောနေတယ်ကျွန်တော်အဲ့လိုဟိုကမကြည်မနှက်နဲ့ပြောပြောပြောနေတော့သူကကျွန်တော်တစ်လုံးပဲပြန်ပြောတယ်။အောင်စင်ဝင်းနဲ့သူကစီးပွားရေးလောက်တာလေကွာတဲ့စီးပွားရေးမျက်စိနဲ့ပဲကြည့်ပြီးတော့အမျက်ကြည့်တာပေါ့ကွာတဲ့ဒါစီးပွားရေးသမားအမျက်ကြည့်တာမထူးဆန်းဘူးတဲ့ငါအမှုပညာရှင်လေကွာတဲ့အမှုပညာရှင်မှန်သမျှဟာမာနကိုထိခိုက်လာတာလွဲလို့ရှိရင်မာနတော့ထိခိုက်မခံဘူးပေါ့ကျွန်တော်အမှတ်မရှိဘူးကွာတဲ့ အဲ့ဒါနဲ့ကျွန်တော်ကောင်းစဉ်ကိုအမျက်ကြည့်သူများ အမှတ်မရှိသူများဆိုပြီးကျွန်တော်ပြေးလိုက်ပါတယ်အဲ့ဒီစာရေးဆရာကြီးကတော့ဒီနေ့ထိစပေးလောကမှာထင်ရှားပြီးတော့သက်ရှိထင်ရှားရှိနေတဲ့နော်ဆရာလေရန်သာဆော့ချစ်ဆရာလေရန်သာဆော့ချစ်ငါဒီစာအုပ်ထုတ်ပြီးလို့ရှိရင်စာပေလောကထွက်သွားမယ်ကွာဆိုရယ်စာအုပ်ကပြည့်တည်ရဲ့ရင်ထဲရောက်နေတဲ့ကျွန်တော်အမုံဆုံး ကျွန်တော်ဆိုတော့ဝတ္ထုဖြစ်ပါအဲ့တော့ကျွန်တော်ကဘာမှတ်ချက်ပေးနေတာလဲဆိုတော့ဟိုးစောစောပိုင်းကကျွန်တော်ပြောခဲ့တယ်ပကြီးအောင်ဆိုอ่ะเนาะပကြီးဆရာကြီးပကြီးအောင်ဆိုอ่ะအမှုပညာတွေကိုဒီလိုမလုံးနဲ့กว่าလို့တားလို့မရဘူးဒီလိုလုံးလို့မရရင်ဟိုလိုလုံးတယ်กว่าအခုအခုဆရာလည်းရင်းသာစောချက်ကဘာပြောလဲဆိုတော့အမှုပညာတွေဟာကိုယ်မာနကိုပဲလာမထိနဲ့ကျွန်တော်အမှတ်မရှိဘူးသီးခံတတ်တယ် ကျွန်တော်ကပြောနေရင်လည်းစဉ်းစားမိတာလေနောက်ဆုံးပြပြောချင်ပါတယ်အမှုပညာတွေတွေဟာခေကာလအလျောက်ခံစားနေတဲ့ပြည်သူတွေရဲ့ loss speaker ပြည်သူတွေရဲ့အတန်ကိုတဆင့်ပြန်ချနိုင်အောင်အတန်ကျကျထွက်ပြေးတဲ့သူတွေပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်